ယမဘွားကိုယမစိတ်ပြတ်လာပြီဘရော့မြန်မာသူတို့လက်ထရန်ယမဘွားလွတ်မြောက်မလဲမသိဘူးအဲ့လိုလည်းမတွေးပါနဲ့ကွယ် ရမလေးရေထမင်းစားရအောင်ကြီးစင်စားနေမှာရမမစားသေးဘူးဒါလေဒေါ်မီမီတင်ကြဝမ်းနေနေရလားမဟုတ်ပါဘူးကြီးစင်ရမဘိုင်းမစားသေးလို့ပါရမလေးရမလေးကိုလေကြီးစင်ကဟိုးငယ်ငယ်လေးတွေကထိန်းလာတာစီးစင်ဝမ်းနဲ့လွယ်ပြီးမမွေးရပါမယ် တမီလေးရကြီးစင်ရဲ့တမီတမီမျက်လုံးတွေကလေပျော်နေတဲ့တမီရင်ထဲကဖြစ်ချင်နေတဲ့စကားတွေကိုကြီးစင်ကြားနေရတယ်ရမသူတို့နဲ့ထပ်ပြီးမပတ်သက်ချင်လို့အိမ်ဘွားဆင်းခဲ့တာတော့ရမအောင်ထပ်ပြီးနှောက်ရက်နေသေးတယ်ရမဘွားအောင်ရမစိတ်ပြက်လာ တော်အမြန်မှာသူတို့လက်ထရာနေရမဘွားလွတ်မြောက်လည်းမသိဘူးအဲ့လိုလည်းမတွေးပါနဲ့ကွယ်လူတိုင်းလူတိုင်းဟာအမြဲတမ်းကံမကောင်းနိုင်တယ်လို့အမြဲတမ်းလည်းကံမဆိုးနိုင်ဘူးအခုကံမကောင်းသေးတာဟာနောက်တစ်ချိန်မှာကောင်းဖို့လို့တွေးပြီးတော့ယမလေးအခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ရမယ် အများကြီးမဟုတ်ရင်တော့အ ਨੇ ဆုံးစိတ်သက်သာရရတာပေါ့ခလေးရယ်ဟုတ်ကဲ့ကြီးစင်ညီမကြိုးစားပါမယ်ကြီးစင်လည်းသွားနာတော့လေညီမတမင်မစားတော့နွားနုတောက်ပြီးမယ်အိတ်လိုက်တော့မယ်အဲအဲ့ဒါဆိုရင်ကြီးစင်ဟိုနွားနုကိုနှွေးပြီးတော့ညီမလေးခန်းထဲလာပို့ပေးမယ်နော်ဟုတ်ကဲ့ကြီးစင် 阿丽大妈，现在准备买那块？阿婆阿伯都原来阿姆姆妈买菜啊不？阿姑娘我捧上过去，安慰姑娘漂亮阿捧多灵敏啊！阿姑娘阿捧上过去，我不不的皮皮安慰姑家漂的阿我也表现无所谓，下回有的皮评的妹妹来，表现我的妹妹来那呀。 不挖挖步步提前我怕我老了，我不会理解你们了。我理解不了你了。 to me. The me. The me. ဘယ်တော့မှလည်းမိုးလည်းရွာနေအောင်မနောက်ချက်တဲ့ကောင်တွေလည်းရှိတယ်ကျွန်တော်လိုက်ပို့ပေးမလားရပါတယ်ကျမဘာသာပဲလမ်းလျှောက်ပြီးသွားလိုက်ပါမယ်အိမ်လည်းနီးနေပြီမဟုတ်လို့ပါကျွန်တော်စေတနာနဲ့ပြောတာပါမိုးရမ်းရွာနေလို့ပြန်ရှေ့ပါအန္တရာယ်များတယ်လာပါလိုက်ခဲ့ပေးမယ်ကိုကြီးပဲလို့ကျေးဇူးပါကျမဘာသာပဲလမ်းလျှောက်သွားလိုက်တော့မယ်ဟုတ်ไอ้สวัสดีมาเรียงาใส่เนี่ยบาไปโลเอาเราซู้เนี่ยแหละว่ะนี่ตัวนี้บ่เสียกูสิกูทิ้งซะ ိတ်တယ်ဒါဒီလအတွက်ယင်းနှမြုံတန်ထားတဲ့ကုမ္ပဏီနဲ့ချုပ်ထားရစာချုပ်ပါဆရာထားခဲ့เนตะทิวคู่คู่จีนะงาตุ่ยเนาะเนตะทิวจ่ายนะคู่คู่จีนูนี่ละตะเตะเราไม่จีเอตู้จีเนี่ยจ้อช้างเสีย โอเคနေတကုံပြောနေပါတယ်ခင်ဗျာငါပါဥသက်ထက်ပိုင်းပါโอเคပြောပါဦးအခုကိစ္စကလူချင်းတွေ့ပြီးပြောမှကောင်းတယ်ဆိုတာဥသိပါတယ်ဒါပေမဲ့မင်းမအားလို့ဘူးထင်လို့ပါအခုရောအချိန်ရရလားပြောစရာရှိရပြောပါဦးရပါတယ်အလုပ်ကိစ္စပဲဆိုပါတော့ကွာအခုနေတကုံကုမ္ပဏီက နေတကွန်နာမည်ကိုပြောင်းလိုက်ပြီးတော့မှအရန်ကိုအောင်မြင်လာတာအလုံးလဲသိတယ်။အဲ့ဒီအထဲမှာဘလိုလဲပါတော့ပေါ့။ Congratulations ပါ။ဝမ်းလဲဝမ်းသာပါ။အဲဆိုလိုတာကတော့ကွာအခုမင်းရဲ့ company မှာဥရို့ကို share ဝင်ခွင့်ပြုနေတာ။ဒီကိစ္စကို မချက်ချင်းအကြောင်းပြန်စရာမလိုဘူးနော်ကျွန်တော်အဲ့ဒီကိစ္စကိုအခုချက်ချင်းဖြေပြီးလို့ရပါတယ်ဦးလေးကျွန်တော်ရဲ့နေတကုန်ကုမ္ပဏီမှာဘယ်ရှယ်ယာရှင်အောင်မှရှယ်ယာလက်မခံဘူးဆိုတော့ကျွန်တော်အားလုံးအကျဉ်းချထားပြီးသားပါဦးလေးမသိသေးလို့ဖြစ်ပါလိမ့်မယ်